ဝင်မပါလို့မရဘူးဗျအခုသူအာရနေနေဒါကြောင့်ထမင်းကျွေးမလို့မနှောက်ရှက်ပါနဲ့ No မင်းတို့မကျွေးရအောင်ဖိုတူလည်းစိတ်တူသွားပြီးတော့တော်ပွန်းလက်တရားကြိုင်ကိုရှုံလိုက်တယ်အဲ့ဒီအချိန်မှာပဲအုတ်တုံတဲ့လူကဝင်ချလာပြီးတော့မကျွေးရအောင်လို့ပြောနေရလေအဲ့ဒါနဲ့သူတို့ဝင်တားနေတဲ့ကောင်းမွန်အုတ်တုံတဲ့လူကိုငပိန်ကသူ့တိုင်းနဲ့စပြီးတိုက်ခိုက်လိုက်တယ်ဒါပေမဲ့ငပိန်ရဲ့တိုင်းခွက်တိုင်းကိုဟာခွက်မရှိ အေးအေးချစ်စေးလေးပြန်ကနေအောင်ဆိုတော့ဟာသူသူငါ့ကိုပြန်မကြပဲငါ့အတိုင်းခွက်တီးကိုကာယုံလောက်လုံနေရတယ်ငါတတော်ကိုပေးမန်းနေပြီလေအဲ့လိုတွင်းနေလိုက်တော့ငပိန်လေးဆက်ပြီးမတိုက်ခိုက်တော့ပဲရက်လိုက်တယ်ဟိုဟိုဦးလေးနဲ့ဒီလူနဲ့ကဘာရေးလဲဗျကောင်းမွန်အော်တုံးတဲ့လူကငပိန်မီးကြောင်ရှင်လိုက်တယ် ။တန်ရာလေးနေ့လေးတနေ့မှာတော့နွားချောင်းနေရင်တုပ်ပေါ်ကဟဲ့နော်။ဟေးဟေးမပြင်းနဲ့လေ။မပြင်းနဲ့လို့ငါစောက်မအောင်ဟ။တုပ်ပေါ်တယောက်နွားထွက်ပြေးသွားတာဆိုတော့အနောက်ကနေရုံးသွမ်းမနဲ့လိုက်နေရတယ်။ငါစောက်မအောင်ဟ။ဟဲ့နော်။ဟေးဟေးနွားတော့သူ့စကားနားမထောင်မင်းအရှိကိုပြင်းပြင်းတိုင်းပြေးသွားတာဆိုတော့အစအနာတောင်ရှာမရတော့ပါဘူး။အဲ့ဒါကြောင့်အဖေကိုပြောတာ။ နွားเจ้าနဲ့သူငှားပါဆိုတော့နွားတွေအပြင်ငှားစကားဆိုနားတော့နားတော့မဟုတ်ဘူးတော်ဘောလည်းအဲ့လိုပြောပြီးတော့လမ်းလျှောက်လာနေရင်တနေရာအရောက်မှာမလကာသီးတွေတင်းနေတဲ့ပင်ကိုတွေ့လိုက်ရတယ်။ဟာမလကာသီးတွေတင်းနေတာပါလား။ဘေးမှာလေအစင်နဲ့မဲတကြူလေးရရှိနေတော့ တုတ်ပေါ်လေဟာပွားတာပဲဟင်ဟောခူးပါခူးပါဆိုပြီးပြောနေရနေအောင်တူနေပြီဒါအကောင်ဆုံးအသီးစားဖို့အချိန်ပဲအဲလိုပြောပြီးတော့မာလကာသီးတွေကိုခိုးတော်တယ်ခိုးနေရင်တန်လန်ပဲမာလကာပင်မောကနေအနီးကဇရက်ကိုအကြည့်ရောက်သွားတယ်อืมခူးပြီးရင်တော့အဲ့ဒီဇရက်မှာသွားစားမယ်ဒလုံးနဲ့ဆက်ကူနေရင်တန်လန်ပဲဇရက်တရနေအတန်ကြားကနေတုတ်ပေါ်လေးလှည့်ကြည့်လိုက်တယ် ဒါမဲ့လေဘသူ့ကိုမှမတွေ့ရဆိုတော့ဟာအတန်းကဘယ်ကလာနေရလဲဟာစကားပြောတဲ့လူလူညီတော်တဲ့လူလူကြားနေရအနေတော့ဘောလေးစိတ်ထဲမှာရင်ဆုံးပြင်းပြင်းသွားမိတာကတဲတဲတေးတေးဒါဒါတေးပဲဖြစ်ရမှာအဲ့လိုတွေ့ပြီးတကြီးကိုထားပြခဲ့လို့အဲ့နေရာနေထွက်ပြေးလာခဲ့ရောလေ တူပေါ်တယောက်ထွက်ပြေးရင်းနဲ့လမ်းမှာပိုတူငပိန်မိဝိုင်းနှုံးနဲ့တွေ့တော့ငပိန်ကဟဲ့အောင်တူပေါ်တက်တက်တရက်တွေ့လို့လားတူပေါ်လေးငပိန်ကကြောက်တဲ့ပုံစံနဲ့ပြောနေတော့အေးဟုတ်ဟုတ်တယ်တက်တက်တရဲကွာမင်းမင်းဘယ်လိုသိလဲဒါနဲ့ငပိန်ကရှည်လိုက်တယ်မင်းကြောင့်မသိရင်ခက်မယ်ကွာမင်းတလို့ပြေးလာပုံနေတော့တရေပဲဖြစ်ရမယ်လို့တွေးမိပြီးသားပါကွာ အခုကတကယ်ကဟိုဟိုဟိုစီရဲ့ကြီးလေးကနေကြားရတာကမင်းကလေအေးပါထားပါတော့မင်းဘီကမင်းကိုနွားကြောင်ခိုင်းလိုက်တာနွားတွေပြောင်းလာပြီလူခုတီပြောင်းမြောက်လာသေးဘူးပြောလို့ငါတို့မင်းကိုလိုက်ရှာနေရဟာအဲ့တော့မှတော်ပေါ်လေသူ့ရဲ့ထွက်ပြေးသွားတဲ့နွားတွေကအိမ်ရောက်သွားမယ်သိလိုက်တော့ဟင်ငါငါနွားတွေကအိမ်မြန်ရောက်သွားလားဒါနဲ့နင်းကဘာလုပ်နေလို့ကို့နွားပြောက်တာတော့မသိရဘူး မတိရမဟုတ်ဘူးဟာငါစီကနေထွက်ပြေးသွားကြတာအဲ့ဒီကိစ္စနောက်မှပြောမယ်ဟာအခုတော့ပြန်လိုက်အောင်မင်းအဖေငါ့ကိုဘာပြောအောင်မလဲမသိဘူးအဲ့လိုပြောပြီးတော့တုံပေါ်လေးထွက်သွားရင်ဖိုတူငပိန်နဲ့မိဝိုင်းတို့သုံးယောက်ကတော့တုံပေါ်ပြောတာကိုမယုံတာနဲ့ငပိန်ကဟဲ့နီငါတို့ဇီယက်တဲကိုဝင်ပြီးတော့ဆက်ဆုကြည့်ကြမလားဟဲ့တော်ကြတကယ်တည်းရဲ့ဖြစ်နေဘယ်လိုလုပ်မှာလဲတကယ်တည်းရဲ့ချစ်တော်လေဘာဖြစ်လဲဟာ ငါတို့ကတရေဖက်နဲ့ဖိုးထုတို့အဖွဲ့ပဲဥစား။ဘာကြောက်စရာရှိလဲ။နောက်ပြီးငပိန်းဆိုတဲ့ငါတိုက်လက်တက်တာပဲဟ။ငပိန်းလည်းအဲ့လိုအစွဲကောင်းတာနဲ့ဖိုးထုတို့သုံးယောက်သာဇရက်ကြီးစီကိုထွက်လာကြတယ်။ဇေယပေါ်ရောက်တဲ့အခါမှာတော့ရှုပ်ပွားနေတဲ့အမိုက်တီနဲ့တိရွဲ့ချောက်တီကိုသာတွေ့လိုက်ရတော့တယ်။ဟာဒီကောင်တော့ပေါ်ရတော့ကွာ ဒီသစ်ရလှုပ်တဲ့တရေကြောက်တွေထင်တော့အဖြစ်ရမှာအဲ့ဒီအချိန်မိဝိုင်းကဇင်းရဲ့တောင်းမှရှိနေတဲ့ဒီပြင်းစည်းကိုတွေးလိုက်တော့ငါတို့ရာတွန်းရိုက်ခိုက်တန်ရှင်ရင်လေးလှုပ်သွားကြတာပေါ့ဟာတပတ်မှလည်းတုပ်ဖို့ကြောင်းခန့်လိုက်တဲ့တော့အိမ်ပြန်ရောက်တာတော့လူဝအိမ်ပြန်မရောက်လို့သူ့အဖေကဒေါဘနေရောတာပါတာတုပ်ဖို့အဖေသားကိုတရက်ကလေးနွားကြောင်းခိုင်းလိုက်ပါတယ်နွားသားကိုပြန်ကြောင်းနေရလားဟမ် ဟိုသူသူတို့ကလေတားចောင်းတာမကမ်းမင်းနဲ့ဟိုထွက်ထွက်ပြေးသွားကြလို့ပါဘေးရဲ့ဒါနဲ့လေသူတို့ကဘယ်လိုပြင်ရောက်လာကြတာလဲဗျလူတယောက်လာပို့ပေးသွားတာပဲဘယ်သူလဲတော့မသိဘူးဟိုရွာရဲတော့မဟုတ်တော့ဘူးမျက်နှာကိုမမြင်ဘူးဟာဟိုသူကဘယ်လိုပြောပြီးတော့လာပြန်ပေးသွားတာလဲဘေးရဲ့ဘယ်လိုပြောရမှာလဲတားရဲ့နွားပိုင်ရှင်မေးပြီးတော့လာပြီးတာဗောကွဟင်းဟင်းဘာပဲဖြစ်ဖြစ်ကောက်စားမယ်နော်မပြရတာဗောဖြစ်ဟင်း တော်ဘောလည်းအဲ့လိုပြောလို့ခက်တီတီနဲ့အိမ်နှောင်းကိုဝင်သွားတော့တယ်တပတ်မှလည်းပိုးထုတ်ကိုသုံးယောက်ကတန်ရှင်းရဲ့လုံနေရင်းနဲ့မိဝိုင်းမကဟဲ့ဒီဒီမဘာဘာလဲမသိဘူးမိဝိုင်းအဲ့လိုပြောလိုက်တော့သူ့အနာကိုပိုးထုတ်နဲ့ငပိန်လုံးနှစ်ယောက်ကတ်လာကြတယ်ဘာလို့လဲမိဝိုင်းနင်းရလေအလဲနေကြဒီဒီမလေးဘာရည်တွေလဲမသိဘူးတစက်စက်နဲ့ အောက်ကိုကျနေရဲ့ဟာအဲလိုပြောပြီးတော့သူတို့သုံးယောက်ပြိုင်တူအပေါ်မောကြည့်မှာတီရီကျနေရဲ့လူတစ်ယောက်ကိုတွေ့လိုက်ရှာတယ်ဘောသူတို့သုံးယောက်လည်းကြောင်းလန့်သွားပြီးတော့ဖင်နိုင်ရဲ့လေးကျသွားကြတယ်မကြပါဘူးဆိုရင်ငပိန်ကတော့ဟာဟဲ့အောင်နေဘာဘာလဲမသိဘူးနော်ဒါပေမဲ့သူတို့အပေါ်ကလူကတော့ကဲကဲကဲကြပါအောင်ဟိုကဲပါအောင်ဗျာဟမ်ဗျာဘာဘာပြောရလဲဗျာကဲကဲပါအောင် ပို့သူလည်းအဲ့တော့မှဗျာကဲမအောင်လို့ပြောနေရလားဗျာဟာဟိုဒါဆိုလူလူနေမှာဟာဒီလိုကဘလို့ဖြစ်ပြီးတော့ဒီဘောကိုရောက်နေရတာလေဟာသူ့ကိုဘလို့ပြန်ချရမှာလဲဒီတိုင်းဆင်းချခဲ့ဖို့ပြောရမှာပေါ့ကွာဦးလေးဦးလေးဦးလေးအောက်ကိုဆင်းခဲ့ပါဗျာကျွန်တော်ဖမ်းပေးထားမယ်ဟိုမမဆင်းရဘူးကောင်းမွန်အောင်ထုတ်နေလို့တော့တော့မိလာရင်လူစင်းရဲ့အမေစကားကြောင့်ဖိုးတူးလို့နေလေ ကောင်းမိုင်အုပ်ချုပ်တဲ့ဟိုဘသူတော့ရှိလုံလားဗျဘသူလဲဗျဟိုဒီစရက်မှာတော့ဘသူမှမရှိဘူးဟိုဆင်းခဲ့ပါဗျဆင်းခဲ့လို့ရတယ်ဒီတော့မှအဲ့လူလဲဇရက်ပေါ်ကနေခုံဆင်းလာတယ်ဦးလေးကဘလုံးလုပ်ပြီးတော့အဲ့ဒီပေါ်ကိုရောက်နေရတယ်အဲ့ဒီကောင်းမိုင်အုပ်ချုပ်နဲ့တယောက်ကိုဟိုကြောက်ကြောက်လို့ဖိုတူလဲအဲ့လူရဲ့စကားကြောင်းအံ့ဩသွားတယ်ဟိုဘိုက်စာလို့အစာကျွေးပါနော်ဖိုတူနဲ့ငပိန်တို့နှစ်ယောက်တယောက်မျက်နှာတယောက်ကြီးမိသွားကြတယ်။အိမ်နောက်တော့ငပိန်ဟာ ။ဥတုဘုံကိုစိတ်ထဲရှင်းသွားအောင်ခေါ်ပြီးသားလေးဖြစ်မယ်။ဒီဦးလေးကိုလည်းထမင်းကျွေးလို့ရအောင်လို့လှမ်းခေါ်လိုက်မယ်လေ။အဲ့လိုပြောပြီးငပိန်လဲတုတ်ဘုံကိုဖုန်းဆက်လှမ်းခေါ်လိုက်တယ်။အေးတုတ်ဘုံကြားလား။ငါတို့စီကိုထမင်းလေးနည်းနည်းထုတ်ပြီးလာခဲ့ကြမှာကွာ။မင်းခုနကကနွားကြောင်ထွက်တဲ့ဇက်မှာစောင့်နေမယ်။ဟိုတက်တက်ရဲရှိတယ်ကွာ။ငါမလာရဲဘူး။ဩဘာတည်းရဲမှမရှိဘူး။ငါပြောတာကိုယုံအခုလာခဲ့။ ။ငပိန်လည်းအဲ့လိုပြောပြီးတော့ဖုန်းကိုချလိုက်တယ်။တပတ်မှလည်းတူပေါ်စီရဲ့စီကိုထမင်းညိုက်ဆိုပြီးလာနေတော့ကောင်းမွန်အောင်ထုံတဲ့လူကစရက်ကိုပြန်လာနေတယ်။ဟာဟိုလူကဟိုငါငါနောက်ကလိုက်နေရများလား။တူပေါ်လည်းတေးချောင်းဆက်လျှောက်လာခြင်းရဲ့နောက်ကိုလှည့်ကြည့်တော့ဇက်တိုက်ပါလာနေရဆိုတော့ရက်လိုက်တယ်။ဟုတ်လေဘာလို့ကျွန်တော်နောက်ကနေလိုက်နေရလဲဗျ။အော်ဘသူများလဲလို့မင်းကိုဗာလဲ တရေမကြောက်တော့ဘူးလားဒီကိုနောက်တစ်ကောက်ပြန်လာတယ်ဆိုတော့ဟမ်တုံပေါ်လဲအဲ့လူစကားကြောင့်ကြက်သိမ်းထားသွားတယ်ဗျာကျကျွန်တော်နောက်ကနေနောက်ရောက်ကလိုက်နေရလားဗျတုံပေါ်အဲ့လူမင်းလိုက်တော့ကောင်းမွန်အုတ်ထုံးတဲ့လူကရေးလိုက်တယ်မင်းလက်တွေကကြမ်းရဘာလို့ပို့လဲပျော်ဝဲစားထွက်လာလားတုံပေါ်လဲလက်တွေကကြမ်းကိုအနောက်ကိုဝှက်လိုက်တယ်ဦးလေးနဲ့မဆိုင်ပါဘူးဗျဟိုကျွန်တော်နောက်ကနေသာဆက်လိုက်မလားနဲ့နော် အဲ့လိုပြောလိုက်တော့ကောင်းမွန်အောင်တုံးတဲ့လူလေးတုပ်ပေါင်းကိုဘာမှဆက်မပြောတော့ဘဲရှေ့ကနေထွက်သွားတယ်အဲ့ဒီတော့မှတုပ်ပေါင်းကအိုးအိုးဦးလေးလေဇရက်ကိုပဲသွားနေရလားဗျဟမ်တုပ်ပေါင်းအဲ့လိုမြင်လိုက်တော့အဲ့လူရဲ့မျက်နှာကတည်သွားတယ်မင်းရောအဲ့ဒီဇရက်ကိုသွားလာလားဒါဆိုဒီတမင်းကြိုင်ရဟုတ်တယ်ဗျအဲ့ဒီဇရက်ပေါ်မှာတမင်းမစားရလူရှိရဲဆိုလို့ကျွန်တော်ယူလာခဲ့တာဦးလေးကရောအဲ့ဒီဇရက်ပေါ်ဘာကိစ္စလဲဗျ တော်ဘောအဲ့လိုမေးပေမဲ့ကောင်းမိုင်အုံထုံးတဲ့လူကဘာမှစက်မပြောတော့ဘူး။ခက်သက်သက်ရှေ့ကနေထွက်သွားတယ်။တပတ်မှလည်းဖိုးသူတို့ကတော်ဘောရောက်မလားလို့မျှော်နေကြတယ်။ဟာဒီကောင်တော်ဘောကလည်းကြားလိုက်တာကွာလမ်းကိုလိတ်လို့များရှောက်နေလားမသိဘူး။မဖြစ်တော့ဘူးဒီလူကတော်တော်အားနေနေပြီ။ ငါတမင်းသွားယူပြီးပြန်လာခဲ့မယ်။ဖိုတူလည်းအဲ့လိုပြောပြီးဇီယတရထွက်မယ်အလို့ကောင်းမွန်အုပ်ထုံးတဲ့လူနေတူရောင်းလာတဲ့တုပ်ပေါင်းကိုမြင်လိုက်ရတယ်။ငါဘရားတော့ခုနကသူတို့နဲ့တူရှိနေရဲ့သူပြောတဲ့ကောင်းမွန်အုပ်ထုံးတဲ့လူဆိုတာသတိရလိုက်တော့တုပ်ပေါင်းမိဒီဘက်ကိုမြင်မြန်လာတုပ်ပေါင်းနဲ့ငါဘင်အွန်လိုက်တာကြောင့်လန့်သွားပြီးတော့ဇွေစွာရီဖြစ်ကုန်ကြတယ်။ဟဲ့တုပ်ပေါင်းမင်းဘာလုပ်နေရလဲဒီဘက်ကိုလာလေမြင်မြန်လာမှာဆို။ ငပိန်အဲ့လိုပြောတော့မှတုပ်ပေါ်လေးကောင်းဝိုင်အုတ်ထုံးနဲ့လူရဲ့ဘီယာနီခွာလိုက်တယ်။ဦးလေးရမတူလေမဟုတ်ဘူးဦးလေးရဲ့တယုံမန်ဘာလေးဗျကျုပ်လားကျုပ်ဘသူလဲဆိုတော့ကောင်းဝိုင်လေးဒီဦးလေးကိုဒီလိုဖြစ်အောင်လုပ်လိုက်တာဦးလေးပဲမလားငပိန်အဲ့လိုမီတော့ရီလိုက်တယ်ဒါကိုကျုပ်ကမင်းလိုကလေးတက်ကိုပြောပြစရာလားကွာကျုပ်တို့ကိစ္စကျုပ်တို့ဘာသာရှင်းမယ်မင်းတို့ဝင်မပါနဲ့ဟာဝင်မပါလို့မရဘူးဗျအခုသူအာရနေနေတယ် ဒါကြောင့်ထမင်းကျွေးမလို့မနှောက်ရက်ပါနဲ့။ No မင်းတို့မကျွေးရအောင်။ဖိုတူလည်းစိတ်တူသွားပြီးတော့တော်ပွန်းလက်တရားကျိုင်းကိုယူလိုက်တယ်။အဲ့ဒီအချိန်မှာပဲအုတ်တုံတဲ့လူကဝင်ချလာပြီးတော့မကျွေးရအောင်လို့ပြောနေရလေ။အဲ့ဒါနဲ့သူတို့ဝင်တားနေတဲ့ကောင်းမွန်အုတ်တုံတဲ့လူကိုငပိန်ကသူ့တိုင်းနဲ့စပြီးတိုက်ခိုက်လိုက်တယ်။ဒါပေမဲ့ငပိန်ရဲ့တိုင်းခွေတိုင်းကို ဟာခွဲမရှိအေးအေးဆေးဆေးလေးပြန်ကားနေအောင်ဆိုတော့ သူငါ့ကိုပြန်မကြပဲငါ့အတိုင်းခွက်တွေကိုကာယုံလောက်လုံနေရတယ်ငါတတော်ကိုပေးမန်းနေပြီပဲအဲ့လိုတွင်းမိလိုက်တော့ငါပိန်လဲဆက်ပြီးမတိုက်ခိုက်တော့ပဲရက်လိုက်တယ်ဟိုဟိုဦးလင်းနဲ့ဒေလူနဲ့ကဘာရင်လဲဗျဟမ်ကောင်းမွန်အော်ထုံးတဲ့လူကငါပိန်မိကြောင်ရှင်းလိုက်တယ်တကယ်တော့လွန်ခဲ့တဲ့နေ့ကရွာတရွာကိုဓမြဝင်တိုက်တဲ့အဖွဲရှိခဲ့တယ်။အဲ့ဒီအဖွဲစီကိုကောင်းမိုင်အော်တိုနဲ့လူရောက်လာတော့ ဓမြအဖွဲ့တွေကတယောက်ကတက်ဓမြတွေကိုလိုက်ပန်းနေတယ်ဓမြမဟုတ်ဆိုပဲဟုတ်တယ်တုပ်ကဓမြမဟုတ်ဆိုပဲအဲ့တော့တုပ်နဲ့တွေ့ကြတာပေါ့အဲ့လိုပြောပြီးတော့ဓမြတွေအားလုံးကိုသူ့ရဲ့တိုင်းနဲ့စော်ဘလော်တီးပြင်လိုက်တယ်ဓမြကောင်းဆောင်ကပစ္စည်းတွေကိုတင်ပြီးထွက်ပြေးတဲ့အချိန်မှာသူ့ဘဲတွေအားလုံးကိုတော့ကောင်းမွန်အုပ်ထုံးတဲ့လူကအပြတ်သိမ့်နိုင်သွားခဲ့တယ်မင်းတို့ကောင်းဆောင်ဗမာလီဓမြအဖွဲ့သားတယောက်က ဟုတ်ဟုတ်မှာပါပစ္စည်းတော့ကိုတမ်းပြီးထွက်ပြေးနေတဲ့ကနအကောင်ဆောင်ကိုတွေ့တော့ကောင်းမွန်အောင်ထုံတဲ့လူလေးအနောက်ကနေလိုက်လာခင်းလိုက်တယ်ဒီလိုနဲ့ပြေးတဲ့သူဟာပြေးအနောက်ကလိုက်တဲ့လူဟာလိုက်နေနှစ်ရက်လောက်ကြာတဲ့အချိန်မှာအောင်မင်းရွာရဲ့ဇီးရဲ့ကြီးကိုရောက်လာကြတယ်နောက်ဆုံးတော့မင်းကိုမိပြီပဲမင်းတတော်ဇွဲကောင်းနေကောင်းပဲဒီအထိငါ့နောက်ကိုလိုက်လာတာဆိုတော့ဘာဇွဲမကောင်းစရာရှိလဲခွာ မင်းတို့မစားနိုင်မတောက်နိုင်နဲ့ထွက်ပြေးနေရမှာမဟုတ်လားငါကထမင်းစားဟင်းစားပြီးတော့မင်းနောက်ကနေလိုက်နေရလေဓမြခေါင်းဆောင်လေးစိတ်တူပြီးအုတ်ထုံးတဲ့လူကိုပြေးတိုက်ခိုက်တယ်အုတ်ထုံးတဲ့လူကလည်းရှောင်လိုက်ပြီးတော့မင်းကောင်တိုက်ခိုက်နိုင်သေးလို့လားဟမ်မင်းခန္ဓာကိုယ်ထဲမှာအစာလည်းရှိတာမဟုတ်ဘူးမင်းတော်တော့အားနိုင်နေပြီကွအိမ်နောက်တော့အုတ်ထုံးတဲ့လူလေးဓမြခေါင်းဆောင်ဆော့ပလော့တီးပြီးဒါပေမဲ့အဲ့ဒီအချိန်မှာပဲနွားတွေပြေးလာတဲ့အတန်းကိုကြားလိုက်ရတယ် နွားရီဟာဒီဘက်ကိုပြေးလာတာပဲအဲ့နောက်တော့တုံဘွားရဲ့တန်ကိုကြားလိုက်ရတယ်ဟဲ့နွားရီဟဲ့ဟာဒီနွားရီကတော့ဟေးအဲ့အကြောင်းအဖေ့ကိုပြောတာနွားကြောင်သာထားပါဆိုတော့အဲ့ဒီအချိန်မှာပဲဓညကောင်းဆောင်ကတုံဘွားကိုတစားကန်လှုပ်ဖို့အတွက်ပြေးထွက်လာနေတော့ကောင်းမွန်အုတ်ထုံးတဲ့လူကအမိပန်ပြီးတော့တက်ခိုက်နိုင်နိုင်နေမင်းဘယ်ပြေးမလို့လဲကွာလှုပ်ငောက်လှုပ်အဲ့နောက်တော့ဓညကောင်းဆောင်လေးတရင်ပြေးသွားပြီး ဇင်းရဲ့ဓာတ်ခိုးပေါ်ကိုတင်ထားခဲ့လိုက်တယ်။အရိတန်ဝန်တို့ဘောကတော့တဲရဲ့ကြောင့်တည်းထွက်ပြေးသွားခဲ့တာပါ။ငါဟိုကလေးရဲ့နှွားတွေကိုတော့ပြန်ရှာပေးလိုက်အောင်။အခုချိန်မှာတော့ကောင်းဝံအုံထုံးတဲ့လူကဒါတွေကိုဖိုးတူတို့ကလေးတွေကိုရှင်းပြလင်းနားလည်မှမဟုတ်တာနဲ့မရှင်းပြတော့ဘဲနဲ့ဓညကောင်းဆောင်ပွေ့ချလိုက်တယ်။ဟေးဟဲ့လို့အဲ့ဟာဘာလုပ်တာလဲဗျ။မင်းတို့ရွာလူချင်းရင်ကဘတ်မလား။ ဦးလေးကိုလိုက်ပြပေါ်တူတို့အားလုံးအော်တိုနွဲ့လူရဲ့အမေကြောင့်ကြောင်းသွားကြတယ်ဟိုဦးဦးလေးကဘာလို့မလို့လဲဗျတရားခံကိုသွားဖို့မလို့လေကွာဗာလေတရားခံကသွားပန်းခံမယ်ထင်လို့လားဒါဒါဆိုဒီလူဟာဟာဒါဒါနမည်ကြီးဒိုးဆက်ဖွဲ့ရဓမြကောင်ဆောင်ဒိုးဆက်ပဲဘယ်ဘယ်လိုဖြစ်လို့ဒီလိုကြတော့လေရှင်းရလွယ်သားပဲကဲဒါဆိုလေသွားကြတာပေါ့ အဲ့လိုပြောပြီးတော့ဖိုးတူးနဲ့ငပိန်ကရှေ့ကနေထွက်လို့လမ်းပြပေးလိုက်ကြတယ်။ကောင်းမွန်အော်တိုနဲ့လူကလည်းဒီမကောင်ဆောင်ကိုပွေ့ချင်လို့အနောက်ကနေလိုက်သွားတယ်။ဇီယဲထဲမှာကျန်နေခဲ့တဲ့တုတ်ဘုံကတော့ဟိုဒီဒီသမီးကြိုင်ကိုဟိုဘက်ဘယ်လိုလုပ်ရမှာလဲ။ဒါနဲ့တုတ်ဘုံနဲ့ဒီလိုကျန်နေခဲ့တဲ့မိဝိုင်းမကနေတယောက်တည်းထိုင်ဆိုင်ရင်းတာနေခဲ့လိုက်တော့တုတ်ဘုံကြီးဟာမနေမနေခဲ့ပါဘူးဟိုတော့ကြတက်တက် တရေချောင်းနေမှာအဲလိုပြောပြီးတော့တုံးပေါ်လေအနောက်ကနေပြေးလိုက်သွားတယ်